မင်္ဂလာပါခင်ဗျာဒီနေ့သင်ခန်းစာမှာတော့ကျွန်တော် set data type အကြောင်းကိုကျွန်တော်ဆွေးနွေးတော့မှာပဲဖြစ်ပါ set data type က pro python programming မှာ bin and bash ရဲ့ data type တစ်မျိုးဖြစ်ပါတယ်သူက node new table တောင်းလဲနိုင်တဲ့ data type ဖြစ်ပါတယ်ပြီးတော့ရင် node an order collection ဖြစ်ပါ set data type ရဲ့ node အဓိကထူးခြားချက်တွေအင်္ဂါရက်တွေကဘာလဲဆိုရင်သူထဲကိုထည့်မဲ့ element တွေကကျွန်တော်တို့ immutable ြောင်းလဲ၍မရသော data type တွေကိုပဲကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါပြီးတော့သူ့မှာအစီအစဉ်မရှိတဲ့အတွက်ကျွန်တော်ဘာလုပ်လို့မရဘူးဆိုလဲဆိုရင်ကျွန်တော် index တွေနဲ့ element တွေကို index တွေနဲ့ခေါ်လို့မရပါဘူးနောက်ထပ် an order collection ဖြစ်တဲ့အတွက်ကျွန်တော်တို့တွန်းထားတဲ့အစီအစဉ်တိုင်းကျွန်တော်တို့ထွက်မှာမဟုတ်ပါဘူးနောက်ထပ်ဒီထူးခြားချက်ကတော့ဘာလဲဆိုရင်ကျွန်တော် ထပ်နေတဲ့ element တွေကျွန်တော်မရှိပါဘူးစက်ထဲမှာတော့တူညီတဲ့ element တွေကျွန်တော်ရှိနေပါကသူကတစ်ခုပဲတော့တင်းစီထားပါမယ်ဖြစ်ပါဟုတ်ပြီတော့ program လေးတော့နဲ့ရေးကြည့်လိုက်အောင်ဒီမှာဆိုရင်ကျွန်တော် a ဆိုပြီးတော့ကျွန်တော် set data type အမျိုးအစားတိချောက်လိုက်တဲ့ set data type အမျိုးအစားတိချောက်တဲ့အခါမှာဘယ်လိုတိချောက်လို့ရလဲဆိုရင်ကျွန်တော်တို့တွန်းဝင်းလေးနဲ့တော့တိချောက်ပါမယ်ဟုတ်ပြီတော့1 2 3 hello ဆိုပြီးတော့ရေးလိုက်တဲ့ ဒါတော့ set data type ပြီးဆောက်တော့ဟုတ်ပြီเนาะ program လေးတွန်းလိုက်မယ်ဆိုရင်123 hello ဆိုပြီးဖတ်ပါနောက်ထပ်ကျွန်တော် set data type ကတူးနေတဲ့အရာတွေဆိုရင်ကျွန်တော်တစ်ခါပဲယူဆိုလိုချင်တာနှစ်ခါပါပါနှစ်ခါထပ်ပို့ပြောပါပါเนาะသူ့ကိုတစ်ခါပဲယူတာဟုတ်ပြီเนาะဒီမှာဆို123 hello 123 hello ဆိုရင်တော့ထုတ်လိုက်ရော123 hello ပဲပါပါပါဘာလို့လဲဆို123 hello နှစ်ခါထပ်နေလို့ဒီမှာကျွန်တော် သွားပြီးတော့ကျွန်တော်ဗာရေးလိုက်မလဲဆိုရင်ကျွန်တော် high လို့ရေးလိုက်ရင် high ကတစ်ခါပဲပါတဲ့အတွက်1 2 3 hello high ဆိုပြီးတော့ထွက်မှာပဲဖြစ်ပါကျွန်တော်တို့ set data type ကဗာရေးကိုပဲ element အဖြစ်ထည့်လို့ရလဲဆိုရင်ကျွန်တော်တို့ immutable ဖြစ်တဲ့ data type တွေကိုပဲထည့်လို့ရဒီမှာဆိုရင်တော့1 immutable 2ကလည်း immutable ဒီမှာဆိုရင်ကျွန်တော်တို့ဒီ dictionary data type dictionary data type ကကျွန်တော်ကလည်းကြောင်းလဲလို့ရတယ်ပေါ့ကြောင်းလဲလို့ရတဲ့ဟာ new table ဖြစ်နေ new table ဖြစ်နေတယ်ဆိုတော့ကျွန်တော်ဘာလုပ်လို့မရဘူးဆိုတော့အဲ့ဒါတက်မှာသူ့ထဲကိုသွားထည့်လို့မရဒီမှာ error တက်မှာဟုတ်ပြီကျွန်တော် dictionary မပေးနောက်ထပ် new table ဖြစ်တာဘယ်လိုရှိလို့ no list 1 2 3ဆိုပြီး list ကလည်းကျွန်တော် new table ကြောင်းလဲနိုင်တဲ့လူသာဖြစ်တဲ့အတွက်သူ့ကိုထည့်လို့မရပါဘူးအဲ့မှာဆိုရင်တော့ error တက်ပါ ုတ်ပြီနှုတ်နောက်ထပ် set data type အမျိုးအစား an order ဖြစ်တဲ့အတွက်ကျွန်တော်တို့ကသူ့ print ထုတ်လိုက်တဲ့အခါမှာအစင်တိုင်းဖြစ်ချင်မှာဖြစ်မှာပေါ့ဟုတ်ပြီနှုတ်ဒီမှာဆိုရင်နှုတ်1ဆိုပြီးတော့ထည့်လိုက်နှုတ်ဒီမှာဆိုရင်ထုတ်လိုက်တဲ့ print ထုတ်လိုက်တဲ့အခါမှာ0 0ကရှေ့တုန်းရောက်လာ0 1 2 -1 ဆိုပြီးတော့ဖြစ်နှုတ်ထွက်လိုက်နှုတ်ထည့်ထားတဲ့ data အတိုင်းကျွန်တော်တို့ မထွက်ပါဘူးအဲ့ဒီရဲ့အားနည်းချက်ကဘာဖြစ်လာလဲဆိုတော့ကျွန်တော်အစင်တိုင်းမဖြစ်တဲ့အတွက်ဟိုအင်တာနက်ခေါ်လို့မရတော့ပါဘူးဒီမှာဆိုရင်ကျွန်တော်အင်တာနက်ခေါ်လို့ခေါ်ကြည့်လိုက်မယ်ဒီလိုလို့ပြောလိုက်တာနဲ့ကျွန်တော်အဲ့ဒါတတ်ပါတယ်အဓိကအကြောင်းအရာဘာဖြစ်လို့လဲဆိုရင် an order collection မျိုးစားဖြစ်လို့နော်ထည့်လိုက်တဲ့အတိုင်းတို့ပြန်ပြီးတော့မထွက်လို့ဖြစ်ပါအဲ့ဒါကြောင့်မလို့လဲနော်အင်တာနက်ခေါ်လဲနော် ခေါ်လို့မရပါဘူးနောက်ထပ်တော့ပါရှင်လေးလည်းဆိုရင်တော့ data casting ပြုလုပ်လို့ရပါဘူး data တွေပဲအမျိုးအစားဖြစ်တဲ့ MIDI data type မဆိုတော့ set data type ကကိုတော့ပြောင်းလို့ရပါတယ်ဟုတ်ပြီတော့ဒီမှာဆိုရင် PI နဲ့ print A ဆိုပြီးတော့ရေးလိုက်ဒီမှာဆိုရင်ကျွန်တော် data ရေးတာဒီ data ဝင်လေးနဲ့1 2 3 1 0 -1 2ဆိုတာတော့ဘာလဲဆိုရင် lit data type ဖြစ်တယ်ဒီမှာဆို lit data type ရနေပြီးတော့ ျွန်တော် set data type တော့ပြောင်းတာဟုတ်ကူကျွန်တော်ဒီ program လေးကိုတော့ run ကြည့်လိုက်မယ်012 -1 ပဲတော့ထွက်ပါဒါအပြင်ကျွန်တော်ဘာဟိုဘာပြောင်းလို့ရလဲလဲဆိုတော့ hit တင်မှာမဟုတ်ဘူးကျွန်တော်တို့ twin twin ရလဲ iter တွေပဲမျိုးစားဖြစ်တဲ့ data type ဖြစ်တဲ့အတွက်တော့ဒီမှာဆိုရင် string မျိုးစားကိုကျွန်တော်ပြောင်းကြည့်လိုက်မယ်ဒီအလေးပြန်လိုက်မယ်ဟုတ် run ကြည့်လိုက်မယ်ဆိုရင်ဟိုတစ်ခုချင်းဒီ ပေါ်လာမှာပါ။နောက်ထပ်နေတဲ့ဟာတွေကိုသူကဘာပဲယူတော့တစ်ခုပဲယူတော့တော့ဒီမှာဆိုအာပရာဂါဒါပရာဆိုရင်ကျွန်တော်သူ့သူ့ဘာသူရှေကေရရှေရောက်လာတစ်ခုချင်းဒီကျွန်တော်ပါတဲ့သကလုံးတွေတစ်ခါပဲနောက်ယူသွားအောင်ဖြစ်ပါ။ဟုတ်ပြီ။နောက်ဣတာရီပဲဖြစ်တဲ့အတွက်နောက်နောက်ထပ်ဘာလုပ်လို့ရလဲ။နောက်4နဲ့နောက်ဖြီးပြီးတော့နောက်သုံးလို့ရပါ။ဟုတ်ပြီ။နောက်4 C N B ဆိုပြီးတော့ဒီမှာစပ်ပြီးတော့ထုတ်လိုက်လို့လည်းတော့ဒီလိုလည်း ဟိုရကျွန်တော် ether တွေပဲမျိုးစားဖြစ်တဲ့အတွက် membership operator နဲ့နဲ့လည်းတော့တွဲတုံလို့ရပါဒီမှာဆိုရင်ကျွန်တော်တို့ set a ဆိုပြီးတော့ပေးထား1 2 3ပါတယ်နောက်1 and a လို့ကျွန်တော်ပြောလိုက်ရင် 1a ထဲမှာရှိတဲ့အတွက်တော့ဘာထွက်မှာလဲတော့ထူးထွက်မှာပဲဖြစ်ပါဒါကတော့တော့ရှေ့သင်္ကန်းလာရင်လည်းတူတူပဲဖြစ်ပါဟုတ်ပြီတော့ မရှင်းအပေါ်ကအင်ပါတဲ့ not and ပါဒီမှာဆိုတော့ ans 2 1 not and a လို့ပြီးလိုက်တာနဲ့တော့ဘာထွက်မှာလဲဆိုတော့4ထွက်မှာဘာဖြစ်လို့လဲဆိုရင်1ကလက်ထဲမှာကျွန်တော်တို့ရှိလို့အဲ့ဒါကိုရှိတာတော့မရှိဘူးလားလို့ကျွန်တော်သွားမေးလိုက်တဲ့အတွက်ကျွန်တော်4ထွက်မှာပဲဟိုဖြစ်ပါဒါတော့ no ဒီတာလေးပဲမျိုးစားဖြစ်တဲ့အတွက်မမရှင်း operator တွေနဲ့လည်းဟိုသုံးလို့ရပါ စက်ဒေတာတိုက်ကကျွန်တော်တို့မြူတေးပဲဟိုပြောင်းလဲနိုင်တဲ့ဒေတာတိုက်ဖြစ်တယ်။အဲ့ဒီအတွက်ကျွန်တော်တို့ကသူ့ထဲကိုကျွန်တော်တို့ element တွေဟိုထပ်ထည့်လို့ရတယ်လို့ဟိုဖြတ်လို့လည်းရပါဘူး။ဟုတ်ပြီဒီမှာဆိုကျွန်တော်မြင်လာထင်လာရှိအောင်စက်ကျွန်တော်ဒေတာတိုက်အလုပ်လေးကျွန်တော်တိဆောက်လိုက်ပါစက်ဒေတာတိုက်အလို့တိဆောက်ခြင်းတော့စက်ဝင်စားဝင်မိတ်လေးနဲ့ကျွန်တော်တိဆောက်ရမှာပဲဖြစ်ပါတယ် သူ့ကိုတင်ဂေတာနဲ့တော့တိဆောက်လို့မရပါဘူး။တော့ရေးတာတော့တော့တုံဝင်းလေးနဲ့အဲရေးတယ်။ဒါပေမဲ့တုံဝင်းလေးရေးလိုက်ရင်ကျွန်တော် dictionary ဖြတ်သွားမှာဖြစ်ပါ။ဟုတ်ပြီတော့ set ဆိုပြီးတော့ရေးလိုက်တယ်။ဟုတ်ပြီတော့ပြန်ထုတ်ကြည့်လိုက်မယ်။ဒီမှာဆိုရင် set အမျိုးအစားဆိုပြီးတော့ထွက်လာ။ဟုတ်ပြီကျွန်တော်သူ့ကိုထပ်ထည့်နေတဲ့အခါမှာဘယ်လိုထည့်ရမလဲဆိုရင်ကျွန်တော်သူ့မှာမတ်တပ်တွေရှိပါ။သူ့အဲ့ဒီမတ်တပ်တွေကတော့အမတ်တပ်တွေပါ။အဲ7ဆိုပြီးတော့ထည့်လိုက်မယ်ပြီးသွားရင်ကျွန်တော် print ထုတ်ကြည့်လိုက်တဲ့အခါမှာကျွန်တော်7ဆိုပြီးတော့ကျွန်တော်တို့ပေါ်နေမှာပဲဖြစ်ပါဟုတ်ပြီကျွန်တော်ဒီမှာနောက်ထပ် a push .add f ကျွန်တော်တရားဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်ပြီးတော့ a push .add f ကျွန်တော်7ဆိုပြီးတော့ကျွန်တော်ရေးလိုက်ရင်7နှစ်ခါထပ်တယ်အဲ့အတွက်တော့တစ်ခါပဲ set data type ကယူมาဖြစ်တဲ့အတွက်ကျွန်တော်ကခွန်ရယ်တရားရယ်ပဲကျွန်တော်ဝင်มาပဲဖြစ်ပါ ထဲ့တာတော့၃ကဒါပေမဲ့2နေရတစ်ခါပဲယူมาဖြစ်တယ်ဆိုတော့နှလုံးမှန်တော့ရှိမှာပဲဖြစ်တယ်ဟုတ်ပြီတော့တစ်လုံးချင်းမထည့်ခြင်းမျိုးဆိုတော့တို့ကဘယ်လိုထည့်လို့ရလဲလဲဆိုရင်ကျွန်တော်တို့အများကြီးထည့်လိုက်ရပါတယ်တို့ဒီကောင်ကိုကျွန်တော် update နဲ့ကျွန်တော်ထည့်လို့ရပါတယ် update နဲ့ထည့်တဲ့အခါမှာကျွန်တော်တို့ parameter pattern ပေးတဲ့အခါမှာဘာမျိုးစောက်ပေးရမလဲဆိုရင်ကျွန်တော်ဥသားတွေပဲဖြစ်တဲ့ object မျိုး စားတွေကိုတော့ပေးရမယ်ဒီမှာဆိုရင်ကျွန်တော်ဘာမျိုးစားပေးထားလဲဆိုရင်ကျွန်တော် lip ကိုပေးထားတယ်အင်းထဲတယ်ဒီထဲတယ်ပြီးသွားရင်ကျွန်တော်နောက်ထပ်ကိုကျွန်တော်တို့တပယ်မျိုးစားလေးမျိုးထည့်လိုက်တယ်တပယ်ကလည်းကျွန်တော်တို့ immune day ပဲဖြစ်တဲ့အတွက်ကျွန်တော်ရေးလို့ရပါတယ်ဟုတ်ပြီနောက်ဆုံးမှကျွန်တော် set A ကို print ထုတ်လိုက်တဲ့အခါမှာကျွန်တော်ဖွန်ဖွန်100 AB 12အဲတာဘယ်မျိုးစာ123ဆိုပြီးတော့ထားပါလို့ဖြစ်တာဟုတ်ပြီဟောဒီ program လေးကိုတော့ run ကြည့်လိုက် နော်ဆေးလာမယ်ဝမ်းလိုက်တဲ့အမှာနိုးတရားခွန်ပြီးတော့ double မျိုးစားနိုးထွက်တယ်ပြီးတော့ရင်နိုးပေါင်း A နဲ့ B နဲ့ထွက်တယ်ဒါကတော့နိုးအများကြီးထည့်တယ်နိုးလောက်ဟုတ်ပြီနိုးအတိတ်ကောနိုးဒီနှစ်အမျိုးစားနိုးမထည့်တော့ဤသားလေးပဲဖြစ်တဲ့ A A ခုတော့ AD AD အတိတ်ဆိုပြီးတော့ဗာမျိုးစားရဲ့ ABC ကိုပြန်တော့ရေးလိုက်မယ်ဆိုရင်ပြီးတော့တော့ပြန်လွှမ်းကြည့်လိုက်မယ်ဆိုရင်တရားခွန် ABC ACB ဆိုပြီးတော့ဖြစ်လာမှာသူကဒီမှာနော်မြင်သားထင်သားရှိပါတော့ ita an aura ဖြစ်တဲ့တော့နော်သူကသူအထင်ထဲတဲ့အထင်တိုင်းတော့မပေါ်ဘူးဖြစ်ပါနော်နောက်ထပ် set data type ထဲရနေနော်ထည့်လို့ရတယ်လို့နော်ဖြတ်လို့လည်းရမှာဖြတ်တဲ့နေရာနော်မျိုးမျိုးရှိပါနော်ဒီ cast နဲ့ဖြတ်တာရှိရ remove နဲ့ဖြတ်တာရှိရ spawn နဲ့ဖြတ်တယ်ရှိတယ် clear clear တော့ တော့ပေါ့အကုန်လုံးဖြတ်တာပဲဖြစ်ပါဟုတ်ပြီတော့ဒီမတ်တက်လေးခင်တော့တုံးကြီးလာရတော့ဒီမှာဆိုရင်ဒီမှာဆိုရင်ကျွန်တော် set base လို့ပေးတာဟုတ်ပြီကျွန်တော်တန်ဖိုးနဲ့ဖြတ်ချင်တယ်ဆိုရင်ကျွန်တော်ဘာနဲ့ဖြတ်လို့ရလဲဆိုတော့เนาะ a full shot discharge ဟိုတော့ဖြတ်မယ်ဆိုဒီကောင်တော့ကျွန်တော်ဖြတ်ချင်တဲ့တံမိုးကိုကျွန်တော်ဒီမှာရေးရတာပဲဖြစ်တာဟုတ်ပြီကျွန်တော်ပြီးသွားရင်ကျွန်တော် print ထုတ်ကြည့်လား print a ဆိုပြီးတော့လောက်လိုက်ရင်မူရင်းရှိတာ1 2 3 5 2ကျွန်တော်2ကိုဖြတ်လိုက်တော့ဒုပြတ်တော့မှာပဲဖြစ်ပါသူ့ရဲ့အာသာချက်ကပါလဲဆိုရင်တော့ဖြတ်ပြီးတော့နောက်ထပ်တစ်ခါဖြတ်လိုက်လဲတော့တန်ဖိုးမရှိလဲတော့သူကအဲ့ဒါမတက်ပါဟုတ်ပြီကျွန်တော် run လိုက်မယ်အဲ့ဒါမတက်ပါ desk desk ကကျွန်တော်တို့ ဘာလဲဆိုရင်တော့ဖြတ်ချင်တဲ့ value ရေးပေးလိုက်မရှိတဲ့ value ဆိုရင်တော့အဲ့ဒါမတက်ပါဘူးဒီမှာဆိုရင်တော့20 20ကိုကျွန်တော်20ကတော့တာပယ်ထဲမှာရှိအ sorry ပါတော့20ကဆက် A ထဲမှာရှိလားမရှိပါဘူးမရှိပါမယ်သူကအဲ့ဒါတက်လာမတက်ပါဘူးမရှိရင်သူကဖြတ်မသွားဘူးအဲ့ဒါတော့ကျွန်တော်မတက်ဘူးဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ထပ်ပြီးတော့ remove ဖြတ်ခြင်း remove 3 remove 3ရှိတယ်ပြီးတော့ရင်ကျွန်တော် remove နဲ့ဖြတ်တာနဲ့ disk scan နဲ့ဖြတ်တာနဲ့ဘာကွာလဲဆိုတော့ပြောပြတယ်ဖြစ်တာဒီမှာဆိုတော့ run လိုက်မယ်ဆိုတော့3 remove 3 3ရှိတဲ့အတွက်ပြတ်ဟုတ်ပြီကျွန်တော်ဒီ3နေရာမှာကျွန်တော်ဘာထားမလဲဆိုတော့30ကို30ဆိုတော့စက် A ထဲမှာမရှိဘူး remove ကကြမရှိတဲ့ value ကိုဖြတ်လိုက်ရင်တော့ error တက်မှာပါဒီမှာဆိုရင်ကျွန်တော် key error တဲ့ဟုတ်30ရာ set A ထဲမှာတော့မရှိပါဘူးဒါကတော့ remove နဲ့ disconnect ရဲ့တော့ကွဲပြားခြားနာပြနောက်တစ်ခါတော့ပေါ်ပေါ်ကတော့ကျွန်တော်တို့ကျွန်တော်တို့ဖြတ်လိုက်တဲ့ဒီတန်မိုးကိုသူက return ပြန်ပေးဟုတ်ပြီကျွန်တော်ဒီမှာပေါ်ဆိုပြီးတော့လုံးလိုက်တယ်ပြီးတော့ပေါ်ကတော့ကျွန်တော်တို့သူက set data type က an order ဖြစ်တဲ့တော့ဖြတ်ချင်တာဖြတ်သွားတယ်ဟုတ်ပြီเนาะဒီရလေးကိုเนาะ run ကြည့်လိုက်မယ်ဆိုရင်ဒီမှာလို့ဖြတ်ချင်တာပြုတ်ဖြတ်သွားလဲဆိုရင်ကျွန်တော် 5တော့ no 1 3အဲ့ဆို1ကိုဖြတ်သွားပါ1ကိုဖြတ်သွားဟုတ်ပြီတော့ပြန်ရမ်းကြည့်လိုက်မယ်ဒီမှာဆိုလဲ1ကိုဖြတ်သွားဟုတ်ပြီကျွန်တော်ဒါဆိုရင်မ1ကိုဖြတ်သွားရဲဆိုတာသူက return ပြန်ပေးထားတယ်ဖြစ်ပါဟုတ်ပြီကျွန်တော်နောက်ထပ်နေပြီးတော့ a push.pop pop ဆိုပြီးတော့ထပ်လုပ်လာမယ်ဒီခါကျတော့ဘာဖြတ်သွားလဲတော့သိအောင် and 2ဆိုပြီးတော့ပေးလိုက်မယ် ပြီးတော့ရင်ကျွန်တော် PRN နဲ့ print ANF 2တော့ run နိုင်မယ်ဒီမှာဆိုရင်ကျွန်တော်1နဲ့2နဲ့တော့ဖြတ်သွားတယ်အဲအကြောင်းလို့ခြံခဲ့တာ3 5 minus 2ကိုဟောခြံခဲ့တာပဲဖြစ်ပါဒါတော့ကျွန်တော်ပေါ့ရဲ့လောက်ဆောင်ရပါပေါ့ကတော့ကျွန်တော်ဖြတ်လိုက်တဲ့ element ဘာလဲဆိုတာကိုကျွန်တော် return ပြန်ပေးပါမယ်အဲ့ဒါကျွန်တော်ပေါ့ကိုခေါ်တော့ assign ပေးပြီးတော့ခေါ်တော့လို့ရပါတယ် နော်နောက်တစ်ခုကပော့တုံးတဲ့အခါမှာကျွန်တော်မရှိတဲ့ဗလာကြီးတွေဟိုတော့ကျွန်တော်တွားဖြတ်လို့မရပါဘူး။ဟို run လိုက်မယ်ဆိုရင်တော့အဲ့ဒါတက်မှာလား။ပော့ကဟိုဖြတ်ပြန်မရှိတော့တဲ့အတွက်ဟိုအဲ့ဒါတက်တာပဲဖြစ်တယ်။ဟုတ်ပြီကျွန်တော်နောက်ဆုံးတစ်ခုပြောချင်တာ clear clear တော့ကျွန်တော်တို့ print အကုန်လုံးကိုကျွန်တော်တို့ဖြတ်ပေးလိုက်တာပဲဖြစ်ပါတယ်။တော့ a full dot cn ni a clear လို့တော့ရေးလိုက်မယ်။ပြီးတော့ကျွန်တော် print a ဆိုပြီးတော့ရေးလိုက်မယ်ဆိုရင်ဟို set A ထဲမှာရှိတဲ့ element အလုံးကိုကျွန်တော်တို့ဖြတ်သွားပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ node print ထုတ်လိုက်တဲ့အခါမှာ set ဆိုပြီးတော့ကျွန်တော်အလွန်လေးဖြစ်နေတယ်ဖြစ်ပါဒီမှာကတော့ကျွန်တော်တခြား data type နဲ့မတူဘူး set ထဲမှာဘာမှမရှိတော့ဘူး set ဆိုပြီးတော့ခုနကကွန်မန်လေးပဲ node ပေါ်နေတယ် node ဖြစ်ပါကျွန်တော်ဆွနေကျင်တာကတော့ဒီနေ့ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ခင်ဗျာ